ရာရီတိုင်းရေကြည်မြို့နယ်နဲ့လေးမျက်နှာမြို့နယ်တွေမှာစစ်ကောင်မရှင်နဲ့အေအေပူပေါင်းတပ်တွေထိတွေ့တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေတယ်လို့သိရပါဗျ။အေဘူအောင်တပ်တွေတင်ပိုက်ထားတဲ့လီမျက်နာမြို့နယ်ဆက်ဆက်ယူရွာနဲ့ရွာအတွင်းကတောင်ပေါ်ကျောင်းတို့ကိုစစ်ကောင်မရှင်တပ်တွေကပိတ်ဆို့တိုက်ခိုက်လာတာပါရေကြီးဘက်မှလည်းပွဲစားနေပါတယ်ပောက်ကွဲတန်တွေ24ရက်နေ့နဲ့25ရက်နေ့ညတွေမှာပြန်ချားနေရပါတယ်လို့ရေကြီးဒေသခံတူက ERI Times ကိုပြောပါတယ် အဲ့လိုပိတ်ဆို့ပြီးနောက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်မရှင်နဲ့အေအေပူးပေါင်းတပ်ဖွဲ့တို့ကတပ်ဖွဲ့ဝင်တွေထိခိုက်ဒေဆုံးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာတတိယပတ်ကစလို့ဆက်ဆက်ယိုယွာနီးတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးစစ်ကောင်မရှင်ကအင်အားတိုးချဲ့စစ်ကူပို့မှုတွေလည်းရှိခဲ့ပါတယ်။အောက်တိုဘာ၁၇ရက်နေ့ကစစ်တုံးကကြီးအစီး၂၀အင်အားအပြည့်ကိုဟင်္ဒရာကနေကွင်းကောက်ဘက်ကိုတက်ပြီး နေမျက်နှာကိုဆက်သွယ်ရေးလမ်းကြောင်းပြောင်းပြီးစစ်ကူပို့ခဲ့ပါတယ်။ရေကြီးအမြောက်တပ်နီးမှလည်းထိတွေ့တိုက်ပွဲတွေရှိနေပြီးစစ်ကောင်မရှင်ကစီးရဲနဲ့မဆိုင်တဲ့စပင်းရွာကိုပြီးခဲ့တဲ့အောက်တိုဘာ23ရက်နေ့က Jet Fighter 3စီးနဲ့လေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဖုန်းကျဲတိုက်ခိုက်မှုကြောင့်စစ်ဘေးရှောင်တွေပေါဝင်ဒေသခံ24ဦးထိသေဆုံးခဲ့ပြီး20ကျော်တန်ရာရရှိခဲ့ပါတယ် ရေကြီးအမြောက်တပ်ကနေလည်းလက်နက်ကြီးတွေနဲ့အနီးပတ်ဝန်းကျင်ရွာတွေကိုပြစ်ခတ်တိုက်ခိုက်မှုတွေကိုပြုလုပ်ခဲ့ပါတယ်။စစ်ကောင်မရှင်ကအမြောက်တပ်နေကျေးရွာတွေကိုပြောင်းရွှေ့ခိုင်းထားပြီးကာကင်စကန်တွေအခြေပြုကဘန်ဂါရီဆောက်ဆက်သွေးတူးမြောင်းနဲ့ကရုံချင်းတွေပါတူးထားတယ်လို့သိရပါတယ်။ဒါအပြင်ကြုံမျောခြေဆိုင်တက်ကထုံထုံအင်အားတွေနဲ့စစ်မှုရန်တင်နန်းစင်တသားတစ်တွေရက်တို့တင်နန်းပေးထားတဲ့ပြည်သူစစ်တွေနဲ့အမြောက်တက်တွင်ကိုအင်အားဖြည့်ထားတယ်လို့လည်းသိရပါဗျ။ ရင်းနှီးသားလမ်းဆောင်မှာလည်းအင်အားပြည့်နဲ့စောင့်ကြက်နေကြပြီးကာကင်းစခန်းငယ်တွေနဲ့ပါအင်အားတိုးထားတယ်လို့လည်းသိရပါဗျ။စစ်ကောင်မရှင်ကလာမယ့်ဒီဇင်ဘာ28ရက်မှာကျင်းပမယ့်ရွေးကောက်ပွဲအတွက် ARD တိုင်းတစ်ခုလုံးကိုနည်းမြေစိုးမိုးမှုရယူလို့နေပြီးလက်တလုံးစီရေးတင်မာနေတဲ့တာပေါင်းရေကြီးလေးမျက်နှာအင်ကပူမြို့နယ်တွေကိုအမြန်ဆုံးထိမ့်ချုပ်လို့နေတယ်လို့သတင်းရင်းမြစ်တွေကသိရှိရပါဗျ။